ာရွေးတစ်ခုဖြစ်တာနဲ့အသက်ပြောက်သွားမဲ့တိုက်ပွဲဖြစ်ပါတယ်။ဒါကြောင့်ဒီဂရီယာကလေရင်မှုတွေရဲ့အသက်ကိုကယ်တင်နိုင်မဲ့တစ်ခုတည်းသောအရာပါ။ဒေတာစံတော်ချိန်2:23မိနစ်မှာတော့အစ္စရေးနိုင်ငံတောင်ပိုင်းမှာရှိတဲ့ Hazan Leaders Camp မှာ F15I Ron အမျိုးအစားဆွဲတုံးတုံးတိုက်လေရင်၄စီးဟာအချက်ပြမီးတွေနဲ့ရေဒီယိုဆက်သွယ်မှုတွေကိုလုံးဝပိတ်ချပြီးတော့တိတ်တဆိတ်ပြန်တက်လာကြပါတယ်။ ပင်လယ်နီအထက်ပေ150အမြင့်မှာမြေပြင်နဲ့ကပ်ပြီးပြန်တက်လာတဲ့တိုက်လေရင်၄စီးဟာ Islet မြို့ရဲ့အနောက်ဘက်မှာရှိတဲ့ Radar ဖမ်းလို့မမိတဲ့နေရာကပြန်တန်းလာကြပါတယ်။ဒါကတဘာဝမြေမျက်နှာအတွင်းမြေအနေထားနဲ့ရန်သူ Radar စနစ်ရဲ့အားနည်းချက်ကိုကောင်းကောင်းကြီးအသုံးချတဲ့နည်းဖြူပါဖြစ်ပါတယ်။ပြန်တန်းမှု9မိနစ်အကြာမှာတော့ F15I တိုက်လေရင်တွေဟာ Terran ကျွန်းရဲ့မြောက်ဘက်မှာအနောက်ဘက်သို့ဦးတည်လိုက်ပြီး Egypt နိုင်ငံရဲ့အရှေ့ဘက်ကမ်းရိုးတန်းတစ်လျှောက်တောင်ဘက်သို့ဆက်လက်ပြန်တန်းသွားကြပါတယ်။ လင်းရီဟာပီအားနဲ့တဲ့အမြင့်ဆုံတဲသို့ရောက်ရှိလာတဲ့အခါမှာတော့လင်းမောင်းနေတဲ့ကော့ပစ်အခန်းထဲကအောက်ဆီဂျင်ပမာဏကိုအလိုလျောက်တိုးပေးလိုက်ပါတယ်။ပင်လယ်နီဒေသအသွင်းသို့ဝင်ရောက်လာတဲ့အချိန်မှာတော့လင်းပြန်တမ်းမှုနဲ့ထောက်လန်းခံရမှုကိုကာကွယ်ဖို့အတွက်အရေးမကြီးတဲ့စနစ်အားလုံးကိုပိတ်ထားလိုက်ပါတယ်။ခေါင်းဆောင်လင်းမူဟာမျက်နှာကိုအရှိတ်အဝါသို့သာစိုက်ကြည့်နေပေမဲ့လည်းသူ့ရဲ့ helmet ကလေကာမှန်မှာမျက်မျက်နှာတွင်ပြန်နေထား data ချိတ်ဆက်မှတ်သားထားတဲ့နေရာတွေနဲ့ radar line စုဆုံတဲ့ zone တွေကိုတိုက်ရိုက်ပြတ်တာပေးနေပါတယ်။ ဒါကြောင့်ပဲခေါင်းငုံကြည့်စရာမလိုပဲနဲ့ပတ်ဝန်းကျင်အခြေအနေကို360ဒီဂရီမြင်နိုင်စွမ်းရှိပါတယ်။အဲ့ဒီအချိန်မှာပဲလေရင်အားလုံးဟာဖွဲ့စည်းပုံရုတ်တရက်ပြောင်းလိုက်ပြီးတော့ပင်နယ်အထိနှိမ်စင်းကစူဒန်ရေဒါတွေကိုရှောင်ရှားခဲ့ကြပါတယ်။သူတို့ဟာနောက်ထပ်ကီလိုမီတာ420အတွင်းမှာဒီမြင့်ပေအတိုင်းပဲဆက်လက်ပြန်တန်းသွားကြမှာဖြစ်ပါတယ်။ F50I တိုက်လေယာဉ်မှာတပ်ဆင်ထားတဲ့လက်နက်တွေအာယုန်ကံကရိယာတွေနဲ့ electronic စနစ်တွေဟာ Israel နိုင်ငံရဲ့အဆင့်မြင့်နည်းပညာတွေကိုအသုံးပြုထားပါတယ် ဒီလိုနီးပညာမြင့်လက်နက်တွေရဲ့အစွမ်းကိုတော့မကြခင်လက်တွေ့မြင်တွေ့ရတော့မှာပါ F15 Iron တိုက်လေယာဉ်ဟာ Israel တပ်မတော်ရဲ့ F15 တိုက်လေယာဉ်ကိုအထူးအဆင့်မြင့်တင်ထားတဲ့တိုက်လေယာဉ်ဖြစ်ပြီးတော့ကွာဝေးတဲ့တိုက်ပွဲတွေမှာရန်သူနယ်မြေအတွင်းကိုလက်နက်ရှိုင်းရှိုင်းထိုးဖောက်ဝင်ရောက်တိုက်ခိုက်ဖို့အသုံးပြုပါတယ်။သူ့ရဲ့အထူးခြားဆုံးပုံစံကတော့လေယာဉ်ကိုယ်တည်းရဲ့ဘေးတစ်ဖက်စီမံတပ်ဆင်ထားတဲ့လောင်စာကန်တွေပဲဖြစ်ပါတယ်။အဲ့ဒီလောင်စာကန်တွေဟာလေယာဉ်ရဲ့ဒီဇိုင်းနဲ့လိုက်ဖက်အောင်အထူးပြုလုပ်ထားပြီးတော့လောင်စာသယ်ဆောင်နိုင်စွမ်းကိုတိတိတတ်တာတိုးမြှင့်ပေးပါတယ်။ ဒီလောင်စာကန်တွေဟာ radar ဖမ်းမိနိုင်မှုနဲ့လေခွင်းအားကိုထိခိုက်စေခြင်းမရှိဘဲလေရင်စီပေါင်4500ခန့်အပိုထက်မှန်တည်ဆောက်နိုင်ပါတယ်။လေယာဉ်မှုဝစ်ဆင်ထားတဲ့ Elbit 4 Hammer ရဲ့လေကာမှန်မှာ internet display ကိုတက်ဆင်ထားပါတယ်။ဒီစနစ်ကလေရင်တစ်စီးလုံးရဲ့လက်ရှိအခြေအနေ၊ရန်သူရဲ့တိုက်ခိုက်မှုအခြေအနေမြင်းမြလာအတွင်းမြင်အနေထားနဲ့ပြည့်မဲ့လမ်းကြောင်းတွေကို40မီလီစက္ကန့်တစ်ချိန် update နှုန်းနဲ့တိုက်ရိုက်ပြသပေးပါတယ်။ ဒီစနစ်ဟာမြေပြင်နဲ့ကပ်ပြီးပြန်တမ်းရတဲ့မစ်ရှင်တွေအတွက် များစွာအထောက်အကူပြုပါတယ်။ဒီလိုအခြေအနေတွေမှာတော့လေယာဉ်မှုဟာတစ်စက္ကန့်လောက်တောင်ခေါင်းငုံကြည့်လို့မရပါဘူး။ဒါအပြင်အပေါ်စီလောင်ကန်တွေကြောင့်ကွာဝေးတဲ့မစ်ရှင်တွေမှာစီဖြစ်လေယာဉ်အကူအညီမလိုအပ်ဘဲဇက်တိုက်ပြန်တမ်းနိုင်မှာဖြစ်ပါတယ်။ဒီအထူးစနစ်တွေမပါဝင်ဘူးဆိုရင်တော့လေယာဉ်ဟာလမ်းကြောင်းအလယ်မှာစီဖြစ်ဖို့လိုအပ်ပြီးရေဒါဖမ်းမိမှုအန်ဒီယေကိုမြင့်တက်စေကာတိုက်ခိုက်မှုအချိန်ကိုကျင်းမြောင်းစေနိုင်ပါတယ်။ ။ရေပြင်နဲ့နီနီကက်ကက်ပြန်တန်းနိုင်တဲ့စွမ်းရည်ကြောင့် NDA အများဆုံးမစ်ရှင်တွေမှာလေယာဉ်မှုရဲ့အလုတ်တာဝန်တွေကိုရှော့ချပေးနိုင်ပါလေ။ဒါပေမဲ့ရေပြင်နဲ့နီကက်စွာပြန်တန်းရတဲ့မစ်ရှင်တွေမှာအချိန်ကြိုက်လှုပ်ဆောင်နိုင်ဖို့အတွက်ဒဇီးကတိုက်ခိုက်နေစဉ်မှာကျန်ရှိတဲ့လေယာဉ်တွေကပေ2400အမြင့်ကအခုကြီးပေးဖို့အသင့်ဆောင်ဆိုင်နေရပါတယ်။ မနေ့2နာရီ39မိနစ်အချိန်မှာတော့ကီလိုမီတာ480အကွာကိုပြန်တန်းလာတဲ့ F15i တိုက်လေယာဉ်တွေဟာဆူဒန်စစ်ကမ်းရဲ့တောင်ဘက်မှာရှိတဲ့နိုင်ငံတကာရေပိုက်နက်ပေါ်သို့တဖြည်းဖြည်းချင်းမြင့်တက်ပြန်တန်းလာကြပါတယ်။အခုအချိန်ကစပြီးတော့အန်ဒီယရှိတဲ့နေရာကိုစတင်ဝင်ရောက်လာပါပြီ။တိတ်မကြခင်မှာပဲအီရန်ကထောက်ပံ့ထားတဲ့ဟူတီတွေရဲ့ရေဒါစနစ်တွေနဲ့ဆမ်စစ်တန်လေကြောင်းကာကွယ်ရေးစနစ်တွေရှိတဲ့ယီမင်လေကြောင်းနယ်နိမိတ်ကိုဖျက်ချော်ရမှာဖြစ်ပါတယ်။ ဒါကြောင့်ပဲတိုက်လေရင်လေးစီးဟာနှစ်စီးစီခွဲထွက်ပြန်တန်းပြီးတော့ပြတ်မှတ်တီနီယာကိုချင်းကပ်လာကြပါတယ်။ဒီလိုပြန်တန်းခြင်းဟာတိုက်ခိုက်ခံရခြင်းနဲ့လေရင်ဆက်ချော်ရင်းမှုတွေဖြစ်ပေါ်လာရင် အထိခိုက်အနေဆုံးဖြစ်စေဖို့ပါ။နနာီ53မိနစ်အချိန်မှာတော့ KC 707 run C ဖြစ်လင်းဟာ Sirat 6လို့လျှော့ဝအမိပေးထားတဲ့တတ်မှတ်တီနီယာအမြင့်ပေ2400အထက်မှာတည်ငိမ်စွာပြန်တန်းလျက်ရှိပါတယ်။ဒါပေမဲ့အရေးပေါ်လိုအပ်ချက်မရှိရင်ဆက်သွယ်ရေးမပြုတ်လောက်ကြဘူးအတူးညွှန်ကြားထားပါတယ်။ စီပြေဖို့အဆင်သင့်ဖြစ်တဲ့အချိန်မှာတော့ F15i တိုက်လေယာဉ်တွေရဲ့ခေါင်းဆောင်လေယာဉ်မှုဟာလေယာဉ်အတောင်ပိုင်းကိုတစ်ချိန်လှုပ်ခါပြီးစတင်အချက်ပြလိုက်ပါတယ်။အဲဒီနောက်မှာတော့စီပြေရင်တင့်တော်တဲ့အနေထားသို့ဖြင်းညင်းစွာ ဝင်ရောက်သွားပါတယ်။အောက်ကနေကြီးလိုက်မယ်ဆိုရင်တော့ KC707 စီပြေလေယာဉ်ကြီးဟာညအချိန်ကြေအောင်အောက်မှာအရေးမိုးပေးထားသလိုဖြစ်နေပါတယ်။စီပြေလေယာဉ်ကလည်းစီပြေပိုက်ကိုအလိုလျောက်ထိန်းကြီးပေးတဲ့စနစ်နဲ့ချိုးတင်ဆက်ထုတ်ထားပြီးတော့တည်ငြိမ်အောင်ပြုလုပ်ထားပါတယ်။ နောက်ဆုံးမှာတော့အောင်မြင်စွာချိတ်ဆက်နိုင်လိုက်ပြီး၃မိနစ်အတွင်းမှာပဲစီအပြစ်ဖြစ်ပေးနိုင်လိုက်ပါတယ်။စီဖြည့်တင်းပြီးတဲ့နောက်မှာတော့ F15i တိုက်လေယာဉ်တွေဟာလက်နက်အပြည့်စုံနဲ့နောက်ထပ်1600ကီလိုမီတာအထိမရမနာဆက်လက်တိုက်ခိုက်နိုင်မှာပဲဖြစ်ပါတယ်။သူတို့ရဲ့အောက်ဖက်ကပင်လယ်နီကငြိမ်သက်နေပေမဲ့လေမိုးကုတ်ဆက်ဝိုင်းရဲ့တနေရာမှာတော့ဖူတီရရဲ့အစောပိုင်းသတိပေးရေဒါတွေကစောင့်ကြိုနေပါတယ်။ KC 707 Ran ဟာအစ္စရေးရဲ့အဓိကမဟာဗျူဟာကျလေကြောင်းစီပစ်စနစ်ဖြစ်ပြီးတော့ Boeing 707လေယာဉ်ကိုယ်တိုင်ကိုအခြေခံပြီးအစ္စရေးရဲ့နောက်ဆုံးပေါ်နည်းပညာတွေနဲ့အဆင့်မြင့်တင်ထားတဲ့လေယာဉ်ဖြစ်ပါတယ်။သူ့ရဲ့အလွန်မြန်ဆန်တဲ့စီဖြည့်စနစ်ကြောင့် F-15I လိုမျိုးတိုက်လေယာဉ်တွေကို၃မိနစ်အတွင်းမှာပဲစီကာလန်2500အထိဖြည့်တင်းပေးနိုင်ပါတယ်။စီဖြည့်မဲ့စီပိုက်ကောင်းကိုကြီးလိုက်မယ်ဆိုရင်တော့အတောင်ပိုင်းနှစ်ဖက်တက်ဆင်ထားသလိုမြင်ရမှာပါ။အဲ့ဒီအရာတွေက Active Stabilizer တွေပဲဖြစ်ပါတယ်။ဒီကရိယာကြောင့်လေတိုက်နှုန်းမတည်ငြိမ်တဲ့အခြေအနေတွေမှာတော့အလွယ်တကူစီဖြည့်တင်းပေးနိုင်ပါတယ်။ လေရဲ့အတွင်းပိုင်းမှာတက်ဆင်ထားတဲ့စနစ်တွေကတော့အစ္စရေးရဲ့နောက်ဆုံးပေါ်အဆင့်မြင့်နည်းပညာတွေကိုအသုံးပြုထားပြီးတော့လျှို့ဝှက်မစ်ရှင်တွေအတွက်ရန်သူနယ်မြေထဲမှာတိတ်တဆိတ်စီဖြစ်တင်းပေးနိုင်အောင်အထူးဒီဇိုင်းထုတ်ထားတာဖြစ်ပါတယ်။လေရင်ကိုရီးယားရဲ့အနောက်ဘက်ပိုင်းမှာတော့လေထဲမှာလုံခြုံစွာစီဖြစ်နိုင်ဖို့အတွက်လိုအပ်တဲ့ data ချိတ်ဆက်မှုစနစ်တွေကိုတက်ဆင်ထားပါတယ်။တက်တန်းအဖြစ်အနေငယ်ကြာနေပြီဖြစ်ပေမဲ့လေ KC707 လေရင်ဟာကြွားဝေးတဲ့မစ်ရှင်တွေအတွက်အဓိကအသက်သွေးကြိုးတစ်ဖွဲ့အရေးပါနေစေဖြစ်ပါတယ်။ အထူးသဖြင့်နိုင်ငံရေးနဲ့နှီးပြူဟာအရာရှေ့တန်းစကန်ချထားဖို့မဖြစ်နိုင်တဲ့အခြေအနေမျိုးတွေမှာအဓိကအသုံးပြုပါတယ်။အခုမစ်ရှင်မှာတော့ KC 707 Lin ရဲ့အမြန်ဆုံးလောင်စာဖြစ်တင်းပေးနိုင်စွမ်းကြောင့် F15I တိုက်လေယာဉ်တွေဟာတတ်မှတ်ပြတ်မှတ် area တို့ဆက်လက်ပြန့်တန်းနိုင်ခဲ့ကြပါတယ်။ ဒီလိုလမ်းခုလက်မှာလောင်စာ ဖြည့်တင်းခြင်းမရှိဘူးဆိုရင်တော့ F15i တိုက်လေယာဉ်တွေဟာနိုင်ငံရေးအရအရေးတကြီးစွန့်စားရမယ်ရှေ့တန်းစကန်ချထားဖို့လိုအပ်မှာဖြစ်ပြီးတော့တည်ဆောင်နိုင်တဲ့လက်နက်ဝင်ပမာဏကိုလည်းရှော့ချပြည့်ရမှာဖြစ်ပါတယ်ဒါကြောင့်ပဲအခုလိုလက်နဲ့အပြည့်အစုံတင်ဆောင်ပြီးတိုက်ခိုက်ရမယ့်မစ်ရှင်မှာစီဖြစ်လင်းရဲ့အကူအညီဟာမဖြစ်မနေလိုအပ်ပါတယ်။ ဒေတာစံတော်ချိန်2နာရီ53မိနစ်အချိန်ရီမင်ကမ်းရိုးတန်းမှကီလိုမီတာ220အကွာရောက်မှာတော့ F-15I တိုက်လေယာဉ်တွေရဲ့ရေဒါ 3B ပြကိရိယာပေါ်မှာပထမဆုံး electronic အချက်ပြမှုတစ်ခုလင်းလက်လာခဲ့ပါတယ်။အစပိုင်းမှာတော့အချက်ပြမှုတွေဟာတိုးတောင်းတဲ့လှိုင်းတော်တွေအဖြစ်သာရှိနေပြီးတော့အချိန်ကြာလာတာနဲ့အမျှရန်သူရေဒါတွေလေပတ်နေကြောင်းသိတာထင်ရှားလာပါတယ်။ လင်းရဲ့လျှို့ဝှက်အချက်ပြပေါ်တိုရေးစနစ်အရာအဲ့ဒီရေဒါတွေဟာဆိုဗီယက်ထုတ် Sporus ရေဒါတွေဖြစ်ပြီးတော့အီရန်ကထောက်ပံ့ပေးထားတဲ့ဟူတီအကြမ်းဖက်အဖွဲ့ရဲ့ရေဒါတွေဖြစ်ကြောင်းပေါ်ထုတ်နိုင်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲ F15I တိုက်လေယာဉ်တွေဟာလမ်းကြောင်းအတိုက်ပြန်တန်းနေရာမှာရေဒါမဖမ်းမိနိုင်တဲ့အမြင့်ပေထောင်အောက်သို့ရုတ်တရက်ထိုးဆင်းလိုက်ပါတယ်။၁၀စက္ကန့်အတွင်းမှာပဲဒုတိယရေဒါတစ်ခုရှိနေကြောင်းအချက်ပေးသံထပ်ပြီးလာပါတယ်။ အခုကြုံတွေ့ရမယ့်ရေဒါကတော့ရေဒါ line တွေကိုအချိန်ကြာကြာတောက်လွှင့်နိုင်ပြီးပန်ကာတစ်ခုလိုလေပတ်နေတဲ့ဖမ်းဆွတ်တိုက်ရေဒါမျိုးစားဖြစ်ပါတယ်။ဒီရေဒါမျိုးစားဟာရှာဖေးရေဒါ P19 တို့မဟုတ် YC6M ဖြစ်နိုင်ပြီးဟူတီရရဲ့လေကြောင်းကာကွယ်ရေးစနစ်တစ်ခုစတင်အသက်ဝင်လာကြောင်းပေါ်ပြနေပါတယ်။ဒီချက်ကပဲသူတို့ဟာမှန်ကန်တဲ့နေရာကိုရောက်ရှိနေကြောင်းအတိအကျသက်သေပြနေပါတယ်။ အဲ့ဒီအချိန်မှာပဲကော့ပစ်အခန်းထဲကလင်းမူးဟာလင်းရဲ့ဘဲဘဲအချမ်းမှာတက်ဆင်ထားတဲ့ခလုတ်တစ်ခုကိုနှိပ်လိုက်ပြီး ELL8 Triple 2ကာကွယ်ဂျမ်မာကိုစတင်အသက်သွင်းလိုက်ပါတယ်။လင်းရဲ့အလဲမှာတက်ဆင်ထားတဲ့ဂျမ်မာကရန်သူရေဒါလိုင်းတွေကိုတံပြန်ခြေဖြတ်ပြစ်မဲ့ဂျိန်ထုံးတွေကိုအရက်လေးမျက်နှာသို့စတင်ထုတ်လွှတ်ပါတော့တယ်။ဒါကြောင့်ပဲမြေပြင်မှာရေဒါစောင့်ကြည့်နေတဲ့ဟူတီကျမ်းဖက်သမားတွေဟာတိုက်လေရင်တွေကိုလုံးဝမမြင်နိုင်တော့ပါဘူး။ ဒီဂျမ်မာစနစ်ကရန်သူရေဒါတွေကိုအကွာအဝေးဥတီယာနဲ့အမြင့်ကိုလှည့်စားတဲ့လိုင်းတွေကိုထုတ်လွှတ်ပေးပါတယ်။ဒါကြောင့်ခူတီတွေအနေနဲ့တိုက်ခိုက်လာခဲ့မယ်ဆိုရင်တော့ကိုပြောင်းနေတဲ့တစီတကောင်ကိုပြစ်ခတ်နေရတယ်လို့ဖြစ်မှာပါ။အခုဒီချိန်မှာလဲ ELL8 Triple 2ကာကွယ်ဂျမားရဲ့ဂျိန်ထုံးတွေက F59 တိုက်လေယာဉ်တွေကိုလုံးဝမမြင်ရအောင်အကာအကွယ်ပေးနိုင်ခဲ့ပါတယ်။လေယာဉ်ရဲ့အောက်ဘက်အလဲတက်တဲ့စင်တာလိုင်းမှာတက်ဆင်ထားတဲ့ဒီကရိယာရဲ့အတွင်းမှာတော့ Electronic စစ်ဆင်ရေးစနစ်ပါဝင်ပါတယ်။ ဒီစနစ်ကရေဒါထောက်လွှင့်မှုတွေကိုစက္ကန့်နဲ့အမျှစောင့်ကြည့်ထောက်လန်းကရှာဖွေတွေ့ရှိတဲ့ရေဒါအရင်းမြစ်စီတို့အနောက်ရှက်ပေးတဲ့ line တွေကိုတံပြန်ထုတ်လွှတ်ပေးနိုင်ပါတယ် ထူးခြားချက်ကတော့ဒီစနစ်ဟာတခြားဂျမာရီလိုမျိုးနှောက်ယှက်တဲ့ line တွေကိုတံပြန်ထုတ်လွှတ်နိုင်ုံသာမကဘဲနဲ့ digital radar ချိန်နှုန်းမှတ်ဉာဏ်ဤပညာကိုအသုံးပြုပြီးတော့ဝင်ရောက်လာတဲ့ radar အချက်ပြမှုတွေကိုမှတ်တမ်းတင်ခြင်းသူတို့ရဲ့ကြာချိန်နဲ့ချိန်နှုန်းကိုပြောင်းလဲခြင်းပြုပြင်ထားတဲ့အချက်ပြမှုများကိုပြန်လည်ထုတ်လွှင့်ခြင်းစတဲ့အရာတွေကိုပြုလုပ်ပြီးတော့ရန်သူ radar တွေကိုအနှောက်ယှက်ပေးတာဖြစ်ပါတယ် 3နာရီ6မိနစ်အချိန်မှာတော့ F15i တိုက်လေယာဉ်တွေဟာစော်နာရဲ့အနောက်မြောက်ဘက်18ကီလိုမီတာအကွာမှာရှိတဲ့အနိုင်ပိုင်းတောင်ကျောတစ်ခုကိုဖျက်ချော်လာရပါတယ်။ဒီနေရာကစပြီးတော့မြေမျက်နှာတွင်ပြင်အနေထားကိုအသုံးပြုပြီးပုံကွယ်လို့မရနိုင်တော့ပါဘူး။အခုအခါမှာတော့ F15i တိုက်လေယာဉ်တွေဟာရန်သူရေဒါတွေမှာထင်ထင်ရှားရှားကြီးပေါ်နေမှာဖြစ်ပါတယ်။ ဒါကြောင့်လေရင်မှုတွေဟာအမြန်နှုံး480နော့တို့အချိန်မြင့်ကပင်ညထောင်အမြင့်ကပြန်တန်းလာကြပြီးတော့အနီးနားမှာပကုန်းတန်းဒုံးပစ်လောင်ချခိုင်ဆောင်ထားတဲ့ဟူတီတပ်ဖွဲ့တွေရှိမနေဘူးဆူတောင်းနေကြရပါတယ်။လေရင်မှုတွေဟာပြင်းမတဲ့နီးကပ်လာလာနဲ့အမျှစော်နာရဲ့မဲနဲ့တဲ့အနာသက်ပုံတဲ့ဟာမုကုတ်ဆက်ဝိုင်းရဲ့တောင်းနားမှာတဖြည်းဖြည်းပေါ်ထွက်လာပါတယ်။သူတို့ရဲ့ဟဲလ်မက်ကဖန်သားပြင်မှာတော့ဟူတီတွေအဓိကအသုံးပြုနေတဲ့စော်နာအပြီးပြီးဆိုင်ရာလေဆိပ်ရဲ့တိကျတဲ့ပြင်းမတဲ့အချက်လက်တွေကိုပေါက်ဆက်ပြတ်သားလျက်ရှိပါတယ်။ ဂျော်ရုဓာတ်ပုံများအရလွန်ခဲ့တဲ့17နှစ်အရအတွင်းလေစိတ်အတွင်းမှာရှာဟက်136ဒရုန်းသေရင်6စီးရွေရှားရေဒါယူနစ်၄ခုနဲ့အမိတ်ဘေးစကန်တစ်ခုတည်ရှိနေကြောင်းအတိပြုထောက်လန်းထားနိုင်ခဲ့ပါတယ်။အမြင့်ဆုံးအမြန်နှုတ်နဲ့ပြန်တန်းလာတဲ့အတွက်လေရင်တွေဟာအနေငယ်တုန်ခါနေပေမဲ့လည်းပြင်းမဲ့ထိ ंछ ုပ်ရေးစနစ်တွေကလေရင်ကိုတည်ငြိမ်အောင်ထိမ့်ညှိပေးထားပါတယ်။ F50i တိုက်လေရင်တစည်းစီမှာ Rampage ဒုံးကျည်လေးလုံးကိုအတောင်ပံတွေရဲ့အောက်မှာအပြည့်တက်ဆင်ထားပါတယ်။ အဲ့ဒီဒုံးကျည်တွေရဲ့ချောမွတ်တဲ့တောင်စွန်းတွေပါတဲ့ဒီဇိုင်းကြောင့်မြေပြင်ကမြင်နိုင်ဖို့ခက်ခဲပါတယ်။လေမှုတွေဟာပြစ်ကတ်မှုထိန်းချုပ်ရေးစနစ်ကိုဖွင့်လိုက်ပြီးပြစ်မှတ်ရဲ့ coordinate တွေကိုထည့်သွင်းလိုက်ပါတယ်။ချိန်ကြီးစရာလုံးဝမလိုပဲဒုံးကျည်တွေဟာကြိုတင်ထည့်သွင်းထားတဲ့ GPS လမ်းညွှန်စနစ်နဲ့ပြစ်မှတ်ကိုတိတိကျကျတိုက်ခိုက်ချေမှုန်းပြစ်နိုင်ပါတယ်။စကန်ဝဲအကြာမှာတော့ပထမဆုံး rampage ဒုံးကျည်တလုံးကိုပြစ်လွတ်လိုက်ပြီးနောက်ထပ်ဒုံးကျည်ခုနှစ်လုံးကိုလည်းဇက်တိုက်ပြစ်လွတ်လိုက်ပါတယ်။ Rampage ဒုံးကြီးတလုံးစီဟာပြစ်ရလိုက်ပြီးမကြခင်မှာပဲအရှိန်မြင့် engine booster တွေစတင်လောင်ကျွမ်းလာပြီးတော့ပုံမအရှိန်မြင့်ဆန်လာခဲ့ပါတယ်။ရုတ်တရက်အရှိန်မြင့်တက်လာမှုကြောင့်ဒုံးကြီးတွေဟာတောက်ပတဲ့အလင်းတန်းကြီးတွေဖျက်ထွက်နေပြီးချွတ်တင် program twin ထားတဲ့ပြစ်မှတ်များစီကိုဥတီသွားနေကြပါတယ်။60စက္ကန့်အတွင်းမှာပဲလေယာဉ်မှု၄ဦးစလုံးဟာသူတို့ရဲ့ Rampage ဒုံးကြီးနှလုံးစီကိုပြစ်လွတ်ပြီးဖြစ်ပါတယ်။ အခုအချိန်မှာတော့စုစုပေါင်းဒုံးကြီး၈လုံးဟာအတန်တက်တဆကွဲပိုးမြန်တဲ့အချိန်နဲ့ပြစ်မှတ်ကိုဥတီနေကြပါပြီ။တိုက်လေရင်တွေဟာသူတို့ရဲ့အရှိတ်အအယက်မှာရန်သူရေဒါတွေရှိနေကြအောင်အချက်ပြမှုတွေကိုမြင်တွေ့နေရပေမဲ့လည်း28စက္ကန့်ကြာတဲ့အထိဖွဲ့စည်းပုံဝင်ပြောင်းပဲဆက်လက်ပြန်တန်းလာခဲ့ကြပါတယ်။ကောင်းလာရှင်မင်းနေအချိန်မှာတော့ပထမဆုံးပြစ်လွတ်လိုက်တဲ့ဒုံးကြီးဟာဟူတီရဲ့လောင်စာတူလောင်ယုံကိုတိုက်ရိုက်ထိမှန်ကြအောင်အတီးပြုတ်နိုင်ခဲ့ပါတယ်။ 30စက္ကန့်အကြာမှာပဲလေရင်ပြုတ်ပြင်ထိမ့်သိမ်းရေးကိုတော်ပောက်ကွဲပြီးအတိကဒရုန်းတူလောင်ယုံနဲ့အမိတ်ဘေးကုတ်ကဲရေးဗဟုအဆောက်အဦးတို့ဆက်လက်ပောက်ကွဲခဲ့ပါတယ်။လေရင်မှုတွေကတောင်ဘက်အရက်ကိုရုတ်တရက်တိမ်းဆောင်းလိုက်ချိန်မှာတော့လေရင်ကွင်းတစ်ခွင်းလုံးအနှံ့ပောက်ကွဲမှုတွေဇက်တိုက်ဖြစ်ပွားခဲ့ပါတယ်။ဟူတီရဲ့ရေဒါ3ဘေးတန်တွေနဲ့မိလောင်မှု3ဘေးတန်တွေစုညံလာခဲ့ပါတယ်။ F15I တိုက်လေယာဉ်တွေကပြစ်ထွက်လိုက်တဲ့ Rampage ဒုံးကျည်တွေဟာ Israel Aerospace Industry နဲ့ Israel Military Industry တို့ပူးပေါင်းဖန်တီးထားတဲ့တာဝဲပြည်အမျိုးအစားဝေဟင်မှမြေပြင်သို့တိကျစွာပြစ်ခတ်နိုင်တဲ့ဒုံးကျည်တွေပဲဖြစ်ပါတယ်။အဲ့ဒီဒုံးကျည်တွေဟာကိုပြောင်းနီးပညာမပါတဲ့ပြစ်မှတ်တွေကိုလက်ဆိုင်စွာထိုးပေါက်တိုက်ခိုက်ဖို့ဒီဇိုင်းဆွဲထားတာဖြစ်ပြီးတော့ခေတ်သစ်လေကြောင်းကာကွယ်ရေးစနစ်တွေကိုကျော်လွှားနိုင်ဖို့အတွက်အမြန်နှောင်းတဲ့ညံရီတို့ AI နီးပညာတွေကိုပေါင်းစပ်ထည့်သွင်းထားပါတယ်။ အလျား၄.၈မီတာခန့်ရှိတဲ့ Rampage ဒုံးကျည်တွေဟာအတန်ထက်တဆကွဲပုံမြင်တဲ့အရှိန်နဲ့ပြန်တန်းနိုင်ပြီးတော့၁၄၅ကီလိုမီတာကျော်အကွာအဝေးထိထိရောက်စွာတိုက်ခိုက်နိုင်ပါတယ်။အဲ့ဒီဒုံးကျည်တွေမှာနောက်ဆုံးအဆင့်လမ်းညွှန်မှုစနစ်ဖြစ်တဲ့ Terminal Seeker မှာပါရှိပဲတိကျတဲ့ပြစ်မှတ် coordinate တွေကိုချိုတင် program ထည့်သွင်းထားပါတယ်။ ခိုင်ခန့်တဲ့ပြစ်မှတ်တွေကိုထိုးပေါက်နိုင်ဖို့အထူးဒီဇိုင်းထုတ်ထားတဲ့ဒုံးကြီးထိပ်ဖူးဟာမြေအောက်ပန်ကာတွေလောင်စာတူလောင်ယုံတွေနဲ့အားဖြစ်ကွန်ကရစ်တွေနဲ့ကာယံထားတဲ့လေယာဉ်ကိုယ်တော်တွေကိုအလွယ်တကူထိုးပေါက်နိုင်စွမ်းရှိပါတယ်။ Rampage ဒုံးကြီးရဲ့အမြန်နှုတ်နဲ့လှိုင်းထုတ်လွှင့်ခြင်းမရှိတဲ့လက်ညှိုးမှုစနစ်ဖြစ်တဲ့ Passive Guided System တွေကြောင့် Houthi လေကြောင်းကာကွယ်ရေးစနစ်တွေကမကာကွယ်နိုင်ဘဲအဖို့ဒဏ်ပြစ်မှတ်၄ခုကိုတိုက်ခိုက်ချေမှုန်းပြစ်နိုင်ခဲ့ပါတယ်။ အဲ့ဒီအ мян နှုံးမျိုးမရှိဘူးဆိုရင်၃၀ကန်အတွင်းမှာပဲဟူတီရေဒါတွေကစတင်ဖမ်းမိနိုင်ပြီးတော့ဒုံးကျည်ကိုပြစ်ခတ်ဖျက်ဆီးပစ်နိုင်မဲ့အပြင်အ ਨੇ ဆုံး F50I တိုက်လေရင်တစီဆုံးရှုံးရနိုင်ချေရှိပါတယ်ဒါအပြင်ဒီတုံးကြီးဟာနောက်ဆုံးအဆင့်စွန့်ရင်ထုတ်လုပ်မှုဖြစ်တဲ့ကာမင်နဲ့ emission မရှိခြင်းကြောင့်နေရောက်ရောင်ကြီးအောက်မှာလုံးဝမမြင်နိုင်ပါဘူး။ဒါပေမဲ့ကံမကောင်းစွာနဲ့ပဲဟူတီတွေအတွက်ပြန်လည်တိုက်ခိုက်ဖို့အချိန်အနည်းငယ်ရလိုက်ပါတယ်။ ပထမဆုံးတိုက်ခိုက်မှုပြုလုပ်ပြီးတဲ့နောက်မှာတော့တိုက်လေရင်တွေဟာခွဲစည်းပုံပြောင်းလိုက်ပြီးတော့နှစ်စည်းစီခွဲထွက်ပြန်တန်းလာကြပါတယ်။နောက်ထပ်တိုက်ခိုက်ဖို့ကြံရှိနေသေးတဲ့ပြစ်မှတ်တွေဟာလည်းလေရင်မှုတွေရဲ့ helmet မှာတက်ဆင်ထားတဲ့ဖန်သားပြင်ပေါ်မှာအထင်ရှားပုံနေပါပြီ။တာဝန်ကိုချစ်ပြောင်းအောင်ထမ်းဆောင်ကျင်ကြတဲ့လေရင်မှုအလုံးဟာဒုံးကြီးတွေကိုအိမ်ပြန်လမ်းမှာလုံးဝမသိယူကျင်ကြပါဘူး။ဒါကြောင့်ပဲပြစ်မှတ်အလုံးကိုထိမှန်တဲ့အထိပြစ်ခတ်တိုက်ခိုက်ဖို့စူးစမ်းနေကြတာဖြစ်ပါတယ်။ ကောင်းနိုင်10မိနစ်အချိန်မှာတော့ဟူတီတွေရဲ့လေဆိပ်ကပြင့်မှတ်အားလုံးကိုခြေမုံဖျက်ဆီးပစ်နိုင်ခဲ့ပြီးတော့ F15 တိုက်လေယာဉ်တွေဟာအမြင့်ဆုံးအချိန်နဲ့လေယာဉ်ကို60ဒီဂရီထောက်မှတ်ပြီးမုတ်ဟုတ်ဆက်ဝိုင်းစီသို့ထိုးတက်သွားကြပါတော့တယ်။ပေ12000အထိပြန်တက်လာချိန်မှာတော့ဟူတီတွေရဲ့ SA6 ပြင့်မှတ်ရှာဖွေရေဒါတွေကဖမ်းမိပြီးဒုံးကျည်တွေကိုပစ်လွတ်တိုက်ခိုက်ခဲ့ပါတယ်။ နောက်ဆုံးကလေရင်ဘူးက bearing 278ဒီနေရာမှာဒုံးကြီးတစ်စင်းလိုက်လာကြောင်းသတိပေးလိုက်တဲ့အတွက်လေရင်အားလုံးဟာအမြန်ဆုံးအချိန်နဲ့အမြင့်ဆုံးအထိရောက်အောင်ဆက်လက်ပြန်တန်းနေကြပါလေမကြခင်မှာပဲကုတီတွေပြစ်လိုက်တဲ့ဒုံးကြီးနှစင်းဟာ L dynamic လေးလက်စကမ်းမှပြစ်ထွက်လိုက်ကြောင်းအတီးပြုတ်နိုင်ခဲ့ပါတယ်ပေ1200အမြင့်ကတော့နောက်ကလိုက်လာတဲ့ဒုံးကြီးတွေရဲ့မီဂိုဒန်းတွေကိုထင်းထင်းရှားရှားမြင်ရပါတယ် ဒုံးကြီးတွေနီးကပ်လာတဲ့အခါမှာတော့ F15I တိုက်လေယာဉ်တွေဟာကြိုတင်လေ့ကျင့်ထားကြတဲ့အတိုင်းပဲအနီးကပ်ကာကွယ်ရေးပုံစံဖြစ်တဲ့မိကြီးတွေကိုပစ်ဖောက်ကာလက်ညှိုးပြောင်းရှောင်တိမ်မှုအပြင်းထန်စ조사ခဲ့ရပါတယ်။အခုချိန်ကတော့အောက်ကိုလုံးဝပြင်ဆင်လို့မရတော့ဘဲအမြင့်ဆုံးကိုရောက်အောင်သွားနိုင်မှဒုံးကြီးတွေရဲ့ရန်ကလွတ်နိုင်ပါလိမ့်မယ်။ဒီအချိန်ဟာလေယာဉ်မှုတွေကိုနှလုံးရက်သွားစေနိုင်တဲ့အနေအထားမျိုးပါ။ ဒုံးကြီးရဲ့ရန်ကိုလွတ်အောင်ရှောင်ရတဲ့အပြင်အခုလိုအမြင့်ဆုံးကိုထိုးဆိုင်တက်သွားတဲ့အခါမှာအောက်ဆီဂျင်ယိုနယ်လာမှုနဲ့ပြင်းထန်တဲ့လေလူပီအားရဲ့တန်ကိုအလူးလဲခံရပါတယ်။အချိန်ချင်းလေ့ကျင့်ထားပေမဲ့လည်းဒီအချိန်တွေကအရန်ပြင်းထန်လွတ်လာကြအောင်လေယာဉ်မှုတွေအနေနဲ့သတိလွတ်မသွားအောင်ထိန်းသိမ်းရင်အပြင်းထန်စူးစမ်းပြန်တန်းနေကြပါတယ်။မျိုးလုံးတွေလည်းပျော်ဝေနေကြပါပြီ။သူတို့ဟဲမတ်တွေရဲ့လေဂါမန်ဖန်သားပြင်ပေါ်မှာတော့ချိန်ချောက်မှု data တွေကိုအချိန်နဲ့တပြေးညီပြသပေးနေပါတယ် အသက်ထက်နှစ်ဆောက်ခွဲပုံမြင်တဲ့အချိန်နဲ့ချင်းကပ်လာတဲ့ဒုံးကျည်နှစင်းဟာ32ကီလိုမီတာအကွာမှာရောက်ရှိနေပါပြီ။ဒါဆိုရင်တော့နောက်ထပ်39စက္ကန့်အကြာမှာပဲသူတို့ကိုဒုံးကျည်တွေကထိမှန်လာနိုင်ပါတယ်။ဒါပေမဲ့နောက်ထပ်38စက္ကန့်အတွင်းမှာပဲ F50I တိုက်လေယာဉ်တွေဟာ SA6 ဒုံးကျည်ရဲ့အမြင့်ဆုံးရောက်နိုင်တဲ့အကွာအဝေးကိုကျော်လွန်သွားနိုင်မှာဖြစ်ပါတယ်။အချိန်တစ်စက္ကန့်လောက်အပါစီးရနေပါတယ်။ ကြိုက်လင်အုပ်စုဟာ9:15မိနစ်အချိန်မှာကဲယိုတန်းကိုဖျက်ကျော်သွားနိုင်ပေမဲ့လေဒုံးကျည်တွေကတော့ဆက်လိုက်လာစေပါပဲဒါပေမဲ့သူတို့ရဲ့ပြစ်ခတ်နိုင်တဲ့အကွာအဝေးကိုကြော်လွန်နေတဲ့အတွက်ရေဒါလမ်းညွှန်မှုစနစ်တွေအားနည်းနေပြီးဥတီချက်တွေမမှန်တော့ပါဘူး။ဟူတီတွေကလည်းအလင်းမြန်ပြန်လဲပြစ်ခတ်ရတဲ့အတွက်ပြစ်မှတ်အချက်လက်အတိအကျကိုထည့်မပေးနိုင်ပါဘူး။နောက်ဆုံးစက္ကန့်မှာတော့ဒုံးကျည်တွေဟာမြောက်ဘက်သို့ရုတ်တရက်လှည့်သွားပြီးနောက်ဆုံးလေရင်နဲ့ကီလိုမီတာအနည်းငယ်အကွာမှာအလိုလိုပောက်ကွဲသွားခဲ့ပါတယ်။ ဒါပေမဲ့ F50I တိုက်လေယာဉ်တွေကတော့ချစ်ရတစ်ခုလောက်မရှိဘဲနဲ့ပေးရထားတဲ့တာဝန်ကိုကျေပြွန်အောင်ထမ်းဆောင်နိုင်ခဲ့ကြတဲ့အကြောင်းတင်ဆက်ပေးရင်းနဲ့ညီကုန်းချုပ်လိုက်ပါတယ်။အဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့တူတူယောက်ချင်းစီကိုကျေးဇူးတင်ကြောင်းပြောပြပါစေ။မိတ်ဆွေကအခုလိုမျိုးနိုင်ငံတကာစီးရေးသတင်းတွေနဲ့ခင်မီဆက်လက်နဲ့ပစ္စည်းတွေအကြောင်းကိုစိတ်ဝင်စားတယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့ Inside Digest YouTube Channel ကို Subscribe လုပ်ထားပြီးတော့ပေးနာက Notification လေးကိုနှိပ်ပေးထားခဲ့ကြဖို့ပြောချင်ပါတယ်။ နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါစို့လားဗျာ။